ဒီနေ့မှာတော့အားလုံးသိကြတဲ့ဟောလုံးပွဲတော်မှာအားလုံးနဲ့တိတ်မရင်နေတဲ့ဟောလုံးပွဲတော်ရဲ့ထူးထူးခြားခြားနောက်ခံဆက်ကြောင်းကျွန်တော်ကပြောပြပေးမှဖြစ်ပါတယ်။ပြောပြပေးမယ့်အကြောင်းအရာတွေထဲမှာဆိုရင်ဟောလုံးပွဲတော်ရဲ့မူလအစမိရင်လုပ်တဲ့အခါတွေမှာရွှေဖျုံကြီးကိုအသုံးမပြုရင်အခြားအသီးတွေကိုလည်းအသုံးပြုခဲ့ကြရတယ်ဆိုတဲ့ဇာတ်လမ်းမျိုးတွေပါပါဝင်ပါတယ်။ဒါကြောင့်မို့လို့ channel လေးကို like and follow လုပ်ပြီး video လေးကိုဆက်ကြည့်ပေးကြပါဦး။ ဟောလုံးရင်ကြောင်းပြောမယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်လောက်ကအကြောင်းကိုပြန်ပြောဖို့လိုပါမယ်။ကျွန်တော်နဲ့အတူလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကိုပြန်သွားလိုက်ကြရအောင်။ဟောလုံးဝင်ပွဲတော်ဘယ်လိုဖြစ်ပေါ်လာလဲဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကအခုခေတ် Ireland, UK နဲ့ပြင်သစ်မြောက်ပိုင်းဒေသတွေမှာနေထိုင်ခဲ့ကြတဲ့ဆဲတစ်လူမျိုးတွေရဲ့ဆက်မွင်ဆိုတဲ့ပွဲတော်အကြောင်းအနေစာပြီးပြောပါပါမယ်။ဒီပွဲတော်ဟာဆိုရင်ရှေ့ခေတ်ဆဲတစ်လူမျိုးတွေရဲ့ပွဲတော်လေးခုထဲမှာတစ်ခုပါဝင်ဖြစ်ပါတယ်။သူတို့ရဲ့နှစ်တစ်ကူကနိုဝင်ဘာလ1ရက်နေ့မှာစတင်ပြီးတော့ အော်တိုဘာလ31ရက်နေ့ညဆိုရင်နွေရာဒီပြီးဆုံးတဲ့နေ့ပွဲတော်အဖြစ်ချင်းပါကြရနေတယ်ဖြစ်ပါတယ်ဒီညမှာလူသားတွေရဲ့ကဘာနဲ့ဝိညာဉ်တွေရဲ့ကဘာကြားနယ်နိမိတ်စည်းမျဉ်းဟာပါးလွာသွားတယ်လို့သူတို့ကယုံကြည်ကြပါတယ်သူတို့ကအဲ့ဒီညမှာပဲဆမ်မိန်ပွဲတော်ကိုချင်းပါကြပါတယ်ဆမ်မိန်ပွဲတော်ကရှေးဟောင်းဆက်တဲ့လူမျိုးတွေရဲ့ဘာသာရေးယူဆကနေဆင့်တက်လာတယ်လို့ယူဆရပါတယ်သူတို့ကဒီပွဲတော်ကိုဒလိထုံးနှမ်းများစွာနဲ့ချင်းပါခဲ့ကြပြီးတောင်ကုန်းတွေပေါ်မှာမီးပုံကြီးတွေပြုလုပ်ချင်းပါကြတဲ့ဒလိတွေလည်းရှိခဲ့ပါတယ် တို့ကမိဘုံကြီးတွေကိုဘေးရင်ဟောပို့တော့လဲအသုံးပြုခဲ့ကြပါတယ်အထူးသဖြင့်ဒီပွဲတော်ကိုလာရောက်ကြတဲ့သူတွေရဲ့အနာဂတ်နဲ့ဆိုင်တဲ့ကိစ္စတွေကိုချုပ်တင်ခံမမှုအတွက်ကြိုးပမ်းခဲ့ကြရလို့လည်းသိရပါတယ်ပွဲပြီးတဲ့အခါမှာလည်းမိဘုံကြီးကနေမိသားတွေကိုအိမ်ပြန်တဲ့အခါတယ်ဆောင်လာလိမ့်ရှိကြပါတယ်ဆဲလ်တစ်လူမျိုးတွေရဲ့အယူဆရပွဲတော်ဆမ်းမင်းခြင်းပါတဲ့ညမှာ ်တည်ဆုံးသွားတဲ့လူတွေရဲ့ဝိညာဉ်တွေကလမ်းတွေပေါ်မှာသွားလာနေကြတယ်လို့ယုံကြည်ကြပါတယ်။ဒါကြောင့်မို့လို့ဆက်တက်လူမျိုးတွေကမျက်နှာဖုံးနေအဝိစာအဟောင်းနေအဝိစာတွေကိုဝတ်ဆင်လေးရှိကြပါတယ်။အကြောင်းရင်းကတော့မကောင်းတဲ့ဝိညာဉ်စိုးတွေကလူတွေကိုမြင်နေကြောက်သွားအောင် ဒါမှမဟုတ်သူတို့လိုပဲမကောင်းဆိုးဝါးလို့ထင်သွားအောင်ဒီလိုဝတ်ဆင်ကြခြင်းဖြစ်ပါတယ်။အဲ့ဒီခေတ်တုန်းကဆုံးမပုံစံနဲ့ဝိညာဉ်ပုံစံတွေကိုဝတ်ဆင်ကြရဲဆိုတာမကောင်းတဲ့ဝိညာဉ်မိစ္ဆာတွေရဲ့ရန်ကနေကာဝယ်ဖို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့ခရစ်ယာန်ဘာသာဥယောပသခင်ကိုပြန်နှံ့လာခဲ့ပြီးရှေ့ရာစုကိုရောက်လာတဲ့အချိန်မှာတော့ပုပ်ယန်းမင်းကြီး Gregory the Third ကနိုဝင်ဘာလတရနေ့ကို All Saints Day အဖြစ်သတ်မှတ်ခဲ့ပါတယ်။ အတိတ်ပဲကတော့တန်ရှင်းတဲ့ဒူတွေကိုဂုံပြုတ်တော့နေလို့အတိတ်ပဲရပါတယ်အဲ့ဒီဩစိန်ဒီမတိုင်တဲ့ရက်တနည်းအားဖြင့်အော်တိုဘာလ31ရက်နေ့ညကိုရိုးရရင်ကျေးမှုပွဲတော်တစ်ခုအနေနဲ့ All Hallows Eve ဆိုပြီးတော့တက်မှတ်ပေးခဲ့ပါတယ်ဒီလိုနဲ့နောက်ပိုင်းမှာတော့ All Hallows Eve ကနေ Halloween ဆိုပြီးပြောင်းလဲခေါ်ဆိုပေးကြပါတယ်နောက်ပိုင်းမှာခရီးရန်သာနာပြုပုံပုံတွေက နိုဝင်ဘာလ2ရက်နေ့ကိုကွယ်လွန်သူတွေရဲ့ဝိညာဉ်ကိုဆုတောင်းပေးတဲ့ On Soul Day ဆိုပြီးတော့တက်မှတ်ပေးခဲ့ကြပါတယ်ဒီလိုနဲ့19ရာစုကိုရောက်တော့ Ireland ငတ်မောက်ခေါင်းမမှုကာလမှာ Ireland နဲ့ Scotland လူအများပြားက American ကိုပြောင်းရွှေ့လာခဲ့ကြပါတယ်ပြောင်းရွှေ့လာတဲ့သူတွေနဲ့အတူ Halloween ပွဲတော်ကလည်း American ကိုစတင်ရောက်ရှိလာခဲ့ပြီးလူတွေကလည်းဒီပွဲတော်ကိုတဘောကြလာကြပါတယ် American မှာ Halloween ဟာကလေးတွေနဲ့လူငယ်တွေအတွက်ပျော်စရာပွဲတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီးလူတိအများဆုံးပွဲတော်ကြီးရတခုဖြစ်လာပါတယ်။ဟောလိုဝင်းပွဲတော်လို့ပြောလိုက်တာနဲ့မပါမဖြစ်ထည့်ပြောရမယ်။ရ ရာတစ်ခုကတော့ trick or treat ပဲဖြစ်ပါတယ်။ချွတ်ချင်းနေလိုက်တောင်းတဲ့လေးထောက်ဆိုလိုတာဖြစ်ပါတယ်။အရင်ခေတ်တုန်းကအင်ချေရမဲတွေ၊စင်းလားတွေကအိမ်တွေမှာလိုက်ပြီး soul gate လို့ခေါ်တဲ့ချွတ်ချင်းတစ်မျိုးကိုတောင်းခံကြပါတယ်။အဲဒီ soul gate ကိုမဖုတ်ခင်မှာဘာသာရေးယူဆရာလဝါကတိုင်ပုံအမှတ်တာတွေပြုလုပ်လေးရှိကြတယ်လို့လည်းတွေ့ရပါတယ်။အပြန်အလှန်အနေနဲ့အင်ချေရမဲတွေကတေဆုံးသူတွေရဲ့ဝိညာဉ်တွေပြတ်ဆူတောင်းပေးကြပါတယ်။ဒီလိုနဲ့နောက်ပိုင်းမှာတော့အားလုံးတည်ကြတဲ့ကလေးတွေကအိမ်တွေမှာချွတ်ချင်းလိုက်တောင်းတဲ့အလေးအထဘက်ကိုကူပြောင်းသွားခဲ့ပါတယ်။ နောက်ထပ်မပြောမဖြစ်ကြံနေသေးတာကတော့ Jack O'Lannan ဆိုတဲ့ကြောက်စရာကောင်းတဲ့ပုံစံပြုလုပ်ထားတဲ့ရွှေပြုံကြီးတွေပဲဖြစ်ပါတယ်။မူလအစမှာသူတို့ကရွှေပြုံကြီးတွေအသုံးပြုခဲ့ကြတာမဟုတ်ပါဘူး။ဒီ Jack O'Lannan ရဲ့ဇင်းမြစ်ကလည်း Ireland နဲ့ရှေးအောင်ဆံမိန်ပွဲတော်တို့ကနေဆင်းသက်လာကြတာဖြစ်ပါတယ်။မူလတုန်းက Jack O'Lannan တွေကိုပြုလုပ်တဲ့နေရာမှာရွှေပြုံကြီးကိုအသုံးပြုခဲ့ကြတာမဟုတ်ပဲမုံလာဦးအာလူမုံလာဦးနီစတဲ့အသီးတွေကိုအသုံးပြုခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီအသီးတွေကိုအသုံးပြုရတဲ့အကြောင်းရင်းလည်းရှိနေပါတယ်။အဲ့ဒါကတော့ Ireland မှာရွှေပြုံကြီးမရှိလို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့ Ireland နဲ့ Scott ော့တလန်အနေရွှေ့ပြောင်းလာတဲ့လူတွေဟာ မုံလာဥကိုထွင်းထုတ်ပြီးမိရင်ပုံစံပြုလုပ်တဲ့ဒလေးကိုမြောက်အမေရိကကိုတင်ဆောင်လာခဲ့ကြပါတယ်မြောက်အမေရိကကရွှေဖြုံကြီးရဲ့အများအပြားထွက်တဲ့ဒေတာဖြစ်ပြီးတော့သူ့ရဲ့ကြီးတဲ့အတွက်ထွင်းထုတ်ရလဲပုံမှုလဲကိုအကြောင်းမုံလာဥအစားရွှေဖြုံကြီးကိုအသုံးပြုလာခဲ့ကြခြင်းလည်းဖြစ်ပါတယ်ဂျက်အိုလန်နန်ဆိုတဲ့နာမည်ကအိုင်ယာလန်ရဲ့ယူရအတန်တာကြီးကနေဆင်းသက်လာခဲ့တာဖြစ်ပါတယ်ဒီအကြောင်းအရာကလည်းမူကွဲတွေအများရှိနေပါတယ်ကျွန်တော်ကတော့အဲ့ဒီမူကွဲတွေတည်းကတခုကိုအတိုးချုပ်ပြပြပြီးသွားမှာဖြစ်ပါတယ်တနေ့မှာဂျက်ဆိုတဲ့မျိုးသားတယောက်ကနတ်ဆိုးတကောင်ကိုလိန်လဲလဲပြခဲ့ရကြောင်းတည်တဲ့အခါကောင်းကင်ဘုံကိုလည်းမသွားနိုင် ငရဲကိုလည်းသွားလို့မရပဲရောင်းလဲလဲဖြစ်နေအောင်ချိန်စာတိုက်ခိုက်နေရပါတယ်ဒီလိုနဲ့ Jack ဟာဒူသွားမဲ့လမ်းကိုအလင်းပေးနိုင်ဖို့အတွက်မုံလာဥတွေကိုမိတွေကလေးထည့်ပြီးအလင်းအောင်ရဖို့အတွက်အသုံးပြုခဲ့တာကြောင့် Jack O'Lannan ဆိုပြီးစတင်ဖြစ်ပေါ်လာခဲ့ရပဲဖြစ်ပါတယ်အခုလက်ရှိမှာဆိုရင် Halloween ပွဲတော်ဖြစ်ကျင်းပကြတာဟိုးအရင်ခေတ်က7လူမျိုးကြီးကျင်းပကြတဲ့ပွဲတော်နဲ့တော်တော်လေးကွာခြားနေတာကိုလည်းတွေ့ရပါတယ် ခင်မီလာတဲ့ပွဲတော်လို့ဆိုရင်လည်းမမပါဘူး။ဘာလို့လဲဆိုရင်မူလအစပွဲတော်လုပ်ရတဲ့အကြောင်းရင်ပွဲတော်ပြုလုပ်ခြင်းပါပုံလူတွေရဲ့အယူအဆအဲ့ဒါတွေကဖြစ်လိုက်ပြောင်းလဲလာလို့ပဲဖြစ်ပါတယ်။ဒီ Halloween ပွဲတော်ကဘယ်နေရာဘယ်ဒေသဘယ်မြို့ပဲရောက်ရောက်အဆင်ပြေပြေအသုံးပြုလို့ရတဲ့အရာတွေနဲ့အစားထိုးခြင်းပါလာခဲ့တဲ့ပွဲတော်တခုလို့ဆိုရင်လည်းမမပါဘူး။အရင်ကကြောက်စရာကောင်းတဲ့ဇလန်းတွေရှိခဲ့ပေမဲ့အခုလက်ရှိမှာဆိုရင်ပျော်ရွှင်စရာပွဲတော်အနေနဲ့ကျင်းပနေကြပြီပဲဖြစ်ပါတယ်။ဘော်ရာတို့ရော Halloween ပွဲတော်တဘောကြကြလား။ဒါမှမဟုတ်ဘလို့မြင်ကြလဲ။အားလုံးရဲ့ကိုယ်ပိုင်အမြင်တွေကိုလည်းသိကြပါတယ်။အမှတ်တရ တွေ၊ကြိုက်တဲ့အချက်တွေ၊မကြိုက်တဲ့အချက်တွေကိုလည်းကွန်မန့်မှာပြောသွားခဲ့လို့ရပါတယ်။အားလုံးကိုဆုံးဖြတ်ကြည့်ပေးကြလို့ကျေးဇူးများတင်ပါတယ်။နောက်လာမယ့် video လေးတွေကိုလည်းစောင့်ကြည့်ပေးကြပါဦး။အားလုံးပဲ peace out